देना नाउ भगवा रवा दा जाना दा အမ္ဗဋ္ဌနာမသုတ်တံကဋ္ဌကံအာရဘဗာတိတံကောသလီတုဗန္တိသနဗတိဣဇာနိငလေနာမကောသလနံဗျာမနာဂာမိအမ္ဗဋ္ဌံမနဝံဗျာမနတပုဂ္ဂရတာဒိဋ္ဌအန္တိဝါတိအာရဘဗာတိတံ သိတော်မူမြင်တော်မူ၍ဘုရားထုကိုခန္ဓာမူလိုက်သောငြိယရန်တရား၅ပါးလုံးစုံသောတရားတို့ကိုပိုင်းခြားခင်နှင်သိမြင်တော်မူသောဘုန်းတော်၆ပါးသခင်ဖရာရှင်သည်ဝိဇ္ဇာသရဏတို့ကိုအကျယ်ပြည့်ရာဖြစ်သော အမ္ပါဌမြည်သောသုတ်တန်တရားဒေသနာတော်ကို ဘေရဒေတာ၌ဘေပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသည်နိငါရှင်ကိုသလတိုင်းအဝါအပါအိသာနင်္ဂလအမည်ရှိသောပုံနာရွာ၌သာဝိညူမြတ်စွာဘုရားတရင်တော်နေတော်မူသောအခါ သုံးရာသောဗျာမဏလူလင်တို့ဤဆရာပေါခရသာတိဘာနောက်ခပုံနာတိုက်တွင်ရဲ့အရာအန္တထလူလင်သည်ဖျားရှိရာသို့သွားရောက်၍လက္ခဏာကြီး32ပါးကိုစုံစမ်းမိကိစ္စဝယ်လက္ခဏာတော်တို့ကိုမစုံစမ်းသေးမူဥပ္ပေ ဘုရားအကြောင်းတော်သို့ဝင်ရောက်၍မြတ်စွာဘုရားအမယုံမသေးသောဣရိယာပုဖြစ်နေသောအခါသာဝင်ကြီးမြတ်စွာဘုရားကအဝုတိတသူတော်တရားမကျင့်သုံးရာသေးခြင်းတူသောဝါဒဖြင့်ပြောဆိုသည်ရှိသောဒေါသအမျက်ပြင်းစွာထွက်သည်ဖြင့်တကြတာဂီဝံလုံးတို့အပေါ်ဝဲသုံးချိန်တိုင်အောင်ပင် သကြတာကီဝံမင်းတို့သည်အလုသမအစဉ်ဤဥပမာဗျာမနာပုံနာတို့ခိုင်းရာကိုသာပြုလို့ရမည်အစီအပါဟုသောဝါဒဖြင့်ဒီနေ့ကြွမှုကလာပြောကြသောအခါသဗ္ဗညုမြတ်စွာဘုရားသည်ဩကာမူခမင်း ဥပမာဖြင့်သကြာတာကိဝမင်းတို့က အရှင်ဖြစ်၍ ကန္နာယနာအနောဝံဖြစ်သောဗျမနာတို့ကကျွန်သာလင်ဖြစ်ကြောင်းပြတော်မူပြီလေအဆုံး၌ဗျမနာခတ္တိယရှိကြသည့်အ내လူဝါဒအဖြင့်ခတ္တိယသရှိသူသာလင်မြတ်သည့်အကြောင်းသဘာဝစစ်စစ်ပရမတ္ထအဖြင့်ပါမူ ဝိဇာ၃ပါးဝိဇာ၈ပါးသရဏတရားတို့နှင့်ပြည့်စုံသောသူသည်သာလျှင်နတ်လူဇမသတ္တဝါတို့၌အမြတ်ဆုံးဖြစ်ကြောင်းမင်ကြားတော်မူသောအခါထိုဝိဇာသရဏတို့ကိုသိလိုသဖြင့်အံဘာထာလူလင်လျောက်ထားသောဝတ္ထုဝယ်သာဝိညာဉ်များစွာဖျားသည့်ခရပွင့်တော်မူသည်မှအစအာသဝခရညာတိုင်အောင် သုံးခံသောသီလသံဃာလေးပါးသောပထမဒုတိယတတိယသံဒီဟုသောသရဏတရားရှင်းပါသောဝိပဿနာဉာဏ်အစရှိသောဝိဇ္ဇာတရားတို့ကို ခွဲကြပြဆိုရာဤအံဘထသုတ်ဒေသနာကိုကောသလတိုင်းအိဆာနင်္ဂလပုဏ္ဏရွာ၌ ဟောပြရာသာအံတထလူလင်ကိုအကြောင်းပြု၍သာဘိညုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်အရှင်